နားလည်မှုလွဲကြတာလို့ထင်ပါတယ်ကျွန်တော်ရဲ့ဉာဏ်ပြင်းမှုကြောင့်လည်းပါပါတယ်ဒီအကယ်၍ဒါဆိုတဲ့နာမည်နဲ့ပတ်သက်ပြီးတော့ဘူကဲခေါက်တော့လည်းမတွေ့ဘူးကိုပြည်စင်ကဖိုးလာမသိဒရိုက်တာဥတာတို့ရိုက်ထားတဲ့နော်ရုပ်ရှင်စကားကြီးရှိခဲ့ဘူးတဲ့ခါကျတော့သူကလည်းစိတ်ဆိုးပြီးတင်တာပေါ့လေကျွန်တော်တို့ကြောင့်လည်း generation အရန်ကွာသွားပြီဖြစ်တဲ့အတွက်ပေါ့နော်အဲလိုမျိုးကားကြီးရှိခဲ့တယ်ဆိုတာမသိခဲ့ဘူးပေါ့နော်အဲ့အတွက်ကြောင့်လည်း sorry ပါပေါ့အဲကျွန်တော်ပြန်ပြီးတော့လည်းဒီစကားတိုက်တယ်လေးကိုလည်းပြန်ပြီး change ပေးပါမယ် ရှင်မောအောင်မြင်မှုနဲ့တူပေါ့နော်ဖြစ်လာတဲ့အဲဒီအတွဲဆက်လေးတွေမှာပြိတက်ရဲ့တောင်းဆိုမှုကြောင့်ပြိတက်တော်တော်များများရဲ့တောင်းဆိုမှုကြောင့်အဲအခုဒီစကားကိုဖန်တီးဖြစ်တာပါရုပ်ရှင်စကားကြီးဖြစ်ပေါ့နော်အိမ်တော်ရေးထွန်မှာဆိုရင်တော့ပုံမှန်ပါပေါ့ဒါပေမဲ့အဲရိုမန်လေးလည်းပါတယ်ပေါ့နော်ဒီလေးပွင့်ဆိုင်ကြားအချစ်ဇလန်ကိုကြည့်ရမှာပေါ့ဒီအခုကျွန်တော်ရိုက်မဲ့ဇက်ကဒါဆ iam ဝေမျိုးတက်ကတကယ်ဖြစ်ရမှန်ဇက်တကယ်အပြင်မှာဒီရှမုံကိုလိုက်မင်းပိုင်းစော်ဆိုရယ်နာမည်လွှဲပြောထားတာပေါ့နာမည်ကတော့အစ်စ်တော့မဟုတ်ဘူးပေါ့နော် အပြင်မှာတကယ်ဖြစ်ပြသွားတဲ့အဖြစ်ပြက်တစ်ခုကိုအဲသူရှိမှာအဲ့လိုသူရဲ့ client ပေါ့ဒီရှိနေရဲ့ client ပေါ့သူရှိမှာလာပြီးတော့အဲအလုတ်အပ်ထားတဲ့ client ရှိရနေမှာတစင်ဒီဆက်ကဖြစ်လာတာပေါ့နော်ဖြစ်လာတဲ့ခါကျတော့ကျွန်တော်တို့ကလည်းဒီဆက်ကလေးကိုဆ iam မရေးထားတာတွေ့တဲ့ခါမှာဖတ်ကြည့်ရင်လည်းအရင်သဘောကျတဲ့ခါကျတော့အားနဲ့ဆ iam မကိုခွင့်တောင်းကြည့်ရပေါ့နော်အဲခွင့်တောင်းကြည့်တော့ဆ iam မလည်းရုပ်ရှင်စကားကြီးဖြစ်ပုံပေါ်မှာဆိုတော့ဆ iam မလည်းခွင့်ပြုပေးရပေါ့အားနဲ့ဟုတ်ဒီစညုံ80ကိုက ကယ်မီအေးဒီကရေးပြီးတော့ဒါကျွန်တော်ကရိုက်မှာပေါ့စကားတမန်ကြီးနဲ့ပတ်သက်ပြီးတော့လည်းကိုမင်းကပို့စည်းတင်တာဟုတ်ဟုတ်ဟုတ်အဲ့ဒါကဟိုနားလည်မှုလွယ်ကြတာလို့ထင်ပါတယ်အဲကျွန်တော်ရဲ့ဉာဏ်ပြင်းမှုကြောင့်လည်းပါပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပုံမှန်ဆိုရင်တော့ဟိုဇကားတိုက်တယ်ပြီးတော့မယ်ဆိုရင်ကျွန်တော်အရင်ဆုံး reset တော့လုပ်ပါတယ်ဟိုလူခဲခောက်ကြည့်ရဲအဲနှီးစက်အမေးကြည့်ရဲပေါ့နော်အဲဒါပေမဲ့မေးဘမမတော့မတွေ့ဘူးပေါ့နော်ဒီအကယ်၍ဒါဆိုတဲ့နာမည်နဲ့ပတ်သက်ပြီးတော့အဲဘမမအသုံးပြုထားတာမရှိဘူးပေါ့ မရှိတဲ့ခါ Google ခောက်တော့လည်းမတွေ့ဘူးရုပ်ရှင်စကားတိုက်တယ်ဖြစ်နေပဲဖြစ်ဖြစ်ဗီဒီယိုစကားတိုက်တယ်နဲ့ပဲဖြစ်ရှာကြည့်သေးတယ်မတွေ့တကယ်မတွေ့ခင်အဲမတွေ့တဲ့ခါကျတော့အဲကျွန်တော်အမှန်မှန်အဲ့စကားကိုကျွန်တော်ကပေးထားတာဘာမှဒီနာမည်မဟုတ်ဘူးအဲကျွန်တော်တိတ်မကြိုက်သေးလို့ဆိုပြီးတော့စဉ်းစားရင်စဉ်းစားရင်3ညလောက်ကြာသွားတယ်3ညလောက်ကြာသွားတော့မှဒီစကားတိုက်တယ်လေးကိုစဉ်းစားမိတယ်ဗောနော်စဉ်းစားမိတော့ကျွန်တော်ပေးလိုက်တယ် အဲပြီးပြီးတော့ကျွန်တော်တို့ဒီစာအုပ်ထုတ်လိုက်တယ်ပေါ့နော်ထုတ်ပြီးတော့ကျွန်တော်တို့ public ကိုအဲပြလိုက်တယ်ပေါ့ပြလိုက်တဲ့အချိန်မှာပဲအဲကိုပြည်စင်ကဖိုးလာမသိ writer ဥတာတို့ရိုက်ထားတဲ့အဲ collagen နေဝင်နဲ့ရိုက်ထားတဲ့အဲ zack ရှိခဲ့ဘူးရယ်ပေါ့နော်ရုပ်ရှင်စကားရှိခဲ့ဘူးရဲ့အခါကျတော့သူကလည်းစိတ်ဆိုးပြီးတင်တာပေါ့လေတင်တော့ဟိုဒါဒါတူးတူးဘက်ကလည်းပန်ပါတယ်ဒါဟိုဟိုဘယ်လိုပြောရမလဲစိတ်စိတ်တူပြီးသူတင်လိုက်တာပေါ့ တင်တဲ့ခါကျတော့ကျွန်တော်လည်းမသိဘူးကျွန်တော်အဲ့ဒီသူကညာဘက်တင်တာနောက်နေ့မနေ့ကျတော့မှကျွန်တော်သိတာမြင်တာကျွန်တော်အဲ့လိုဝိုင်းပို့ကျွန်တော် message box မှာအဲ့လိုမျိုးပို့ထားကြတာတွေ့တော့အဲကျွန်တော်ဖွင့်ကြည့်တော့မှ order လို့ဖြစ်သွားတာဆိုကျွန်တော်ချက်ချင်းပဲဖုန်းနံပါတ်ရှာပြီးတော့အဲသူရှိဆက်လိုက်တယ်ဗျာနော်ဆက်ပြီးတော့အကျိုးကြောင့်ရှင်းပြရတယ်အဲရှင်းပြရဆိုတော့ तू အေးဆေးပါပဲ तू ကပရမတ်တာဒေါ်လာထွက်တယ်ကျွန်တော်ဆက်လိုက်တဲ့အချိန်မှာကျွန်တော်ပရမတ်ထင်တာတော့တော်တော်လေးပြောရမယ်လို့ထင်တာဒါပေမဲ့တကယ်တကယ်ဖုန်းဆက်လိုက်တဲ့ခါကျတော့လည်း ော့ကျွန်တော်ပြရှိုးတိုင်းမှာအခုမင်းရအကြောင်းလေးနဲ့ပြသပြောပြောချင်လို့ပါဆိုတော့မအောင်ကြီးလေးဆိုပြီးအဲ့လိုမျိုးစကားပြောရင်ပြောနေအေးစစ်စစ်ပါပဲအေးကိုပြောပြီးတဲ့အချိန်မှာသူကလည်းအင်းကြီးလေးကိုချက်ချင်းပုတ်ပြန်ဖြတ်လိုက်မယ်ဘာမှစိတ်မပူနဲ့အေးစီပဲကိုနားလည်းမလို့ရနားလည်းသဘောပေါက်တယ်ဆိုပြီးတော့အာကျွန်တော်လည်းဖုန်းချပြီးတော့ခဏနေသူ့ပုတ်ပြန်ဖြတ်သွားတယ်ဆိုတော့ကျွန်တော်ကြောက်လည်း generation အရန်กว่าသွားပြီဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးကားရှိခဲ့ရဆိုတာဘယ်လိုပြောမသိခဲ့ဘူးပေါ့နော်အဲ့အတွက်ကြောင့်လည်း sorry ပါပေါ့အာကျွန်တော်ပြန်ပြီးတော့လည်းဒီစကားတိုက်တယ်လေးကိုလည်းပြန်ပြီး change ပေးပါမယ် အဲဆိုပြီးတော့အဲ့လိုမျိုးပဲပြောရအဲ့ထက်ကစပြောရတယ်သွားလဲ AC ပါပဲအေးဘာညီလေးကသူလည်းအဲ့လိုမျိုးအရင်ရင်အဲ့လိုမျိုးခံခဲ့ရဘူးတယ်ပေါ့နော်အဲ့လိုမျိုးကိစ္စတွေရှိခဲ့ပြီးတော့ဟိုတွေ့တွေ့ချင်းမှာအဲ့လိုမျိုးတမင်လောက်တာလို့သူလည်းထင်ပြီးတော့စိတ်တူပြီးတင်လိုက်မိတာပါတဲ့ဟိုကိုကိုသူ့ရှိကိုလည်းအဲ့လိုမျိုးဒီဘက်ကကိုအမှုပြရင်တော်တော်များများဖုံးဝိုင်းဆက်ကြတယ်လို့ပြောတယ်သူကလေဥပမာထားပါကိုအောင်တိုးလို့ပြီးတော့ အာဒီကိုဟင်းထက်တို့ပါလို့ဆိုတော့ဖုံးဝိုင်းဆက်ကြတယ်။ပြဖြိုးနိုင်အဲ့လိုမဟုတ်ဘူး။တမင်တသက်လောက်တာမဟုတ်တော့ဘူးပေါ့နော်။ဟိုနားလည်မှုလွဲရဖြစ်ပါလိမ့်မယ်လို့သူ့ကိုတော့ဖုံးဆက်ကြပါတယ်။အဲ့ဒီထက်သူချိန်တော့ထင်ပါတယ်တဲ့။ဆိုတော့အဲ့လိုပါ AC ပဲပြီးသား။သူကတော့ရွေချက်ရှိရှိလောက်တယ်လို့အဲသူကအထင်လွဲသွားတာအထင်လွဲသွားရွေချက်ရှိရှိနဲ့အရင်ကလည်းအဲ့လိုမျိုးလှုပ်ခဲခံရငယ်ရဘူးတော့သူအဲ့လိုထင်သွားတာပေါ့။ဒီကောင်ကအခုဆိုရင်အကယ်ရွေးတာမဟုတ်တော့ဘူးနော်။အကယ်ရွေးဖြစ်သွားပြီပေါ့။ဟိုရှေ့ရစကားနဲ့နာမည်တူတဲ့ခါကျတော့ကျွန်တော်နောက်ကตาတစ်လုံးဖြုတ်လိုက်ရတာပေါ့။ ြုတ်ပြီးတော့အကယ်၍ဖြစ်သွားပြီဒီစကားနဲ့ပတ်သက်ပြီးတော့အဲတောက်လျှောက်ပေါ့နော်ရှေ့မှာလဲအဲဂျင်မော်မာတွေကဒီအားပေးလာတဲ့တီးရယ်ဆရာရယ်အဲပြီးတော့ဒီမင်းပညာရယ်ဆိုတဲ့အတွဲလေးကိုပေါ့နော်အခုတခါပြန်ပြီးတော့ပုံစံအစ်စ်ဆန်းလေးနဲ့မြင်ရမယ်အဲ့ဒီပြင်မှာမှသုံးဝင်ဆိုင်မဟုတ်တော့ဘဲနဲ့နောက်ထပ်မင်းမြို့မူပါထပ်ပါလာတယ်ထပ်ပါလာဆိုတော့ဘလောက်တောင်မှသူတို့ရဲ့ပြိုင်ဆိုင်မှုတွေအချစ်တီးကဘလောက်ပြင်းထန်မလဲဆိုတော့စောင့်ကြည့်ရမှာပေါ့အဲအခုဒါကျွန်တော်ဒီဇက်ကားလေးကအဲစတင်ရိုက်ကူးပြီပေါ့နော် အဲတကယ်တော့ကျွန်တော်ဒီစကားကိုရိုက်ဖြစ်တာလဲပြိတက်ကြောင့်ပဲပြိတက်တည်းရဲ့တောင်းဆိုမှုတွေအများများလုံးလို့ကျွန်တော်တို့ကဒါကိုပြိတက်ကိုလေးစားမှုရှိရဲ့အနေနဲ့ရောပြီးတော့အဲပြိတက်ကိုပြိတက်ကြည့်ကျင်တဲ့ပုံစံမျိုးကြီးခွင့်ရအောင်ကျွန်တော်တို့ကထပ်ပြီးတော့ဒါမျိုးကိုရုပ်ရှင်ကားကြီးဖြင့်ဖန်တီးတာပါအဲ့တော့ထွက်လာတဲ့ခါကျတော့ရှင်လဲအားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်